လူတယောက်သေးသွားရင်နတ်ဆိုးဖြစ်သွားနိုင်တလားဒါကတော်လေးစိတ်ဝင်စားစရာကောင်းပြီခက်ဆက်ဆက်မှလည်းလူတွေမေးခဲ့ကြတဲ့မေးခွန်းတစ်ခုကဒီနေ့မှတော့ဒီကြောင်းရနာပတ်သက်ပြီးစန်းစာချီခုကဘလို့ရှင်းပြထားလဲဆိုတာကိုကျွန်တော်အတူတူကြည့်သွားကြပါဒီမေဟိုနဲ့ပတ်သက်ပြီးကျွန်တော်လေးလာမယ့်ကျန်းစာကတော့တိတိကျကျပြပြသားသားအဖြေတကူပေးထားပါတယ်။ကဲအဲ့ဒီအဖြေကဘာများဖြစ်မလဲ။ဟုတ်ပါတယ်အဖြေကတော့မဖြစ်နိုင်ဘူးဆိုတာပါပဲ အဓိကအချက်ကတော့လူသားတွေရဲ့အနတ္တာဖြစ်တဲ့စိတ်ဝိညာဉ်နဲ့နှမ်းဝိညာဉ်ဆိုတာဟာအချိန်ကန်တဘာဝချင်းလုံးဝကိုမတူဘူး။ဒါကြောင့်တစ်ခုကနေနောက်တစ်ခုကိုပြောင်းလဲသွားလို့မရောက်ဘူးလို့ဆိုထားတာပါ။ဒါကတော့တော်တော်လေးကိုပြက်သားလဲအဆူဖြစ်ချက်တစ်ခုပဲနော်။ဒီဆိုကိုတိတိယချက်ချာနားလဲဖွယ်အတွက်ဆိုရင်တော့အရင်ဆုံးသူတို့အသုံးထားတဲ့အဓိကအသုံးနှုန်းသုံးခုဖြစ်တဲ့စိတ်ဝိညာဉ်နှမ်းဝိညာဉ်ပြီးတော့နယ်ဆိုးဆိုတာတွေကိုကျန်းစာကဘလို့အတိတ်ပဲဖွင့်ဆိုထားလဲဆိုတာကြည့်ဖွယ်လို့ပါတယ်။ပထမဆုံးအနေနဲ့စိတ်ဝိညာဉ်ပါ ဒီကျမ်းစာမှာတော့စိတ်ဝိညာဉ်ဆိုတာကို လူတယောက်ရဲ့အဓိကပင်ကိုလက္ခဏာသူ့ရဲ့အနှစ်သာရအဆင့်မှလို့သတ်မှတ်ထားတာပါပြောရရင်တော့ဆုံးဖြတ်ချက်တိချရဲကိုလုတ်တရအတွက်တာဝန်ယူရတယ်ဒါတွေအားလုံးကဒီစိတ်ဝိညာဉ်ကနေလာတာပေါ့နောက်တစ်ခုကတော့နာဝိညာဉ်ပါနာဝိညာဉ်ကိုတော့လူသားတွေနဲ့တီချာဖြစ်တည်နေတဲ့အရာတစ်ခုဖြစ်ဖော်ပြထားတယ်ဥပမာကောင်းကင်တမန်တို့တန်ရှင်ဘောဝိညာဉ်တော်တို့လိုမျိုးပါလူတွေမှာနာဝိညာဉ်ရှိနိုင်တယ်လက်ခံနိုင်တယ် ဒါပေမဲ့အဲ့ဒါကလူရဲ့ပင်ကွန်လက္ခဏာတော့မဟုတ်ဘူးလို့ဆိုပါတယ်။ဒါကတော်တော်လေးအရေးကြီးတဲ့ क्वे ပြားချက်တစ်ခုပါ။နောက်ဆုံးတစ်ခုကတော့ net ဆိုးပါ။ဒီကျန်းစာကနက်ဆိုးတွေကိုကြမ်းကန်တီထဲမှာပါတယ်။မစင်ကြေသောနတ်ဝိညာဉ်များအဖေးတမထားပါတယ်။အဓိကချက်ကတော့သူတို့ဟာတည်ဆုံသွားတဲ့လူသားတွေရဲ့စိတ်ဝိညာဉ်တွေလုံးဝမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းခွဲခြားပြထားတာပါပဲ။ ဒီတော့အဓိကကွာခြားချက်ကသူတို့ရဲ့အခြေခံသဘာဝမှာပဲရှိနေတာပါရှင်းရှင်းပြောရရင်လူသားတယောက်ဟာစိတ်ဝိညာဉ်ဖြစ်တယ်ဒါပေမဲ့နောင်ဝိညာဉ်ဆိုတာကတော့လုံးဝကိုတိကျဖြစ်တည်မှုတစ်ခုဖြစ်နေတာပါတစ်ခုကလူနောက်တစ်ခုကကောင်းကင်တမန်လိုမျိုးတတ္တဝါလုံးဝမတူပါဘူးဒီလိုကြွေးပြားခြားနားမှုကို နားလည်တာကဘာလို့အရေးကြီးတာလဲဘာလို့လဲဆိုတော့ဒါကအပြစ်နဲ့တာဝန်ယူမှုဆိုလဲနောက်ထပ်အရေးကြီးတဲ့မိခွန်းတစ်ခုစီကိုဥတီသွားလို့ပါပဲကောင်းပြီ ဒါဆိုရင်လူတယောက်ကအမားလုပ်တယ်အဖြစ်လုပ်တယ်ဆိုပါတော့ကောင်းလာတယ်မကောင်းတာကိုရွေးချယ်နိုင်တဲ့စွမ်းအားကတကယ်တော့ဘယ်နေရာမှာရှိနေတာလဲဘသူကအဲ့ဒီဆုံးဖြတ်ချက်ကိုချလိုက်တာလဲကျန်းစာကဒီအကြောင်းကိုဆက်ပြီးစူးစမ်းထားတာပါအပြစ်ကျူးလွန်တဲ့အခါတာဝန်ရှိသူကဘသူဖြစ်မလဲစိတ်ဝိညာဉ်တယောက်ထဲလားဒါမဟုတ်နှဝိညာဉ်လားဒါမဟုတ်နှစ်ခုလုံးပေါင်းပြီးတော့လား ီဖြစ်နိုင်ခြေတွေကိုကြံ့ဖြူသူကစဉ်းစားသုံးသပ်ပြထားပါတယ်။အဆုံးမှာတော့ကြံ့ဖြူသူရဲ့ကောက်ချက်ကအရှင်းပါတယ်။လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းအားဟာစိတ်ဝိညာဉ်မှာပဲရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်လေယာဉ်သူတွေတာဝန်ရှိဆုံးကလည်းစိတ်ဝိညာဉ်မှာဖြစ်လာတာပေါ့။ကဲအဲ့တော့ယူတီနေချာချာစာပြီးစဉ်းစားကြည့်အောင်။အဖြစ်ထွက်တာဝန်ရှိတာကစိတ်ဝိညာဉ်ဆိုရင်တရားစီရင်ခြင်းကိုရင်ဆိုင်ရမှာကတော့ဘာလို့ခင်မလဲ။ဟုတ်ပါတယ်။စိတ်ဝိညာဉ်ပဲဖြစ်ရမှာပေါ့။ ဒီအချက်ကိုထောက်ခံဖို့အတွက်ကျန်းစာတွေကဒီကျမ်းပွဲကိုတုံးထားပါတယ်။တတိထားကြည့်မယ်ဆိုရင်တရားစီရင်ခြင်းဟာနာမဝိညာဉ်ကိုမဟုတ်ပဲစိတ်ဝိညာဉ်နဲ့ကိုယ်ခန္ဓာနှစ်ခုလုံးကိုရည်ညွှန်းထားတာကိုတွေ့ရမှာပါ။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့တစ်ခုရှိပါသေးတယ်။ကျမ်းပြည့်သူကတာဝန်ယူမှုကိုအပြည့်ဖြည့်ခြင်းနဲ့ချိတ်ဆက်ပြထားတယ်။ဒီကျမ်းပုံမှာပါတဲ့အတက်ဆိုတဲ့စကားလုံးဟာစိတ်ဝိညာဉ်ဆိုတဲ့မူရင်းစကားလုံးနဲ့အတူတူပဲဖြစ်တယ်လို့သူကထောက်ပြထားပါတယ်။ ဒါကတောင်းယူမှုဟာစိတ်ဝိညာဉ်နဲ့တရိပ်သက်ဆိုင်နေတယ်ဆိုတာကိုပိုးပြီးခိုင်မာစေတာပေါ့ကောင်းပြီဒါဆိုရင်စိတ်ဝိညာဉ်ကတည်ပြီးတဲ့နောက်မှာရှုပ်သွားနေတဲ့နံဝိညာဉ်ဖြစ်မလာနိုင်ဘူးဆိုရင် ခနာကိုယ်တည်ဆုံးသွားတဲ့အခါသူ့ရဲ့ခြေနေကဘလို့ဖြစ်သွားမလဲဘာတွေဆက်ဖြစ်မလဲဒီကျင်းစာရဲ့အဆိုရတော့စိတ်ဝိညာဉ်ဟာရှောက်သွားနေတာမျိုး တခုခုကိုလုံးဆောင်နေတာမျိုးမဟုတ်ပဲအနာယူနေတဲ့အခြေအနေတခုတည်းကိုရောက်သွားတယ်လို့ဆိုပါတယ်ဒီအချက်ကကျွန်တော်တို့ကြားနေကြတရေတိဆက်ပုံပြင်းနေတယ် ဝิญဉ္ဇလောကနဲ့ဆက်သွယ်တဲ့အယူဆတွေနဲ့တော့တော်တော်လေးကိုကွဲထွက်နေတာတွေ့ရမှာပါဒီအယူဆကိုပလိုပြီးခိုင်မာစေဖို့အတွက်ကျမ်းစာထဲမှာတည်ဆုံးပြီးနောက်အခြေအနေကိုအိတ်ဆက်ခြင်းဆိုတဲ့စကားလုံးနဲ့ဖော်ပြထားတဲ့ကျမ်းပိုက်ကိုကိုးကားထားပါတယ်လုတ်ချော်သွားလာနေတာမျိုးမဟုတ်ပဲငြိမ်သက်စွာအိတ်ဆက်နေတာကိုဆိုလိုတာပါဆိုတော့ဒီလိုအိတ်ဆက်နေတဲ့အခြေအနေကြောင့်ပဲနောက်ဆုံးမှရှင်ပြန်ထွက်မြောက်ခြင်းဆိုတာလိုအပ်လာတာပေါ့နောက်ဆုံးတရားစီရင်ခြင်းတော့နှုတ်ထပေါ်တော့ပါ ဒါကအရာအလုံးကိုယူတီကြကြချိဆက်ပြလိုက်တဲ့အရေးကြီးတဲ့အချက်တစ်ခုပါပဲ။ K ဟုတ်ပြီအခုကျွန်တော်တို့ပြောခဲ့တဲ့အချက်အားလုံးကိုပြန်ပြီးတော့တစုတစီတဲ့ကြီးလိုက်ခိုင်အောင်။ဒီချက်တွေအားလုံးပေါင်းပြီးဘလို့ပြပြဆိုနေဆိုတခုဖြစ်လာတယ်လဲဆိုတာကိုပေါ့။ဒီလိုယူတီတဲ့ကြအစင်းစင်းချိဆက်စဉ်းစားပုံကနေတဆင့်ဒီကျန်းစာရဲ့အဒီဘေးဖွင့်ဆိုကြတော့ပေါ့အခြေခံထားတဲ့ရှင်းလင်းပြတာကခောက်ချက်တခုထွက်လာပါတယ်။အဲ့ဒီတော့နောက်ဆုံးကောက်ချက်ကတော့ရှင်းရှင်းလေးပါပဲ ဒီဓမ္မရာမူပောင်အရာလူသားတယောက်ရဲ့စိတ်ဝိညာဉ်ဟာလှဲ့လည်သွားလာနေတဲ့နှဆိုးတကောင်လုံးဝဖြစ်မလာနိုင်ဘူးဆိုတာပါပဲဒီရှင်းပြချက်ကတေပြီးနောက်ဘဝနဲ့ပတ်သက်ပြီးလူအများစုယုံကြည်ထားတဲ့အရာတွေကိုတကယ်ပဲစိန်ခေါ်လိုက်တာပါဒါပါကိုယ့်ရဲ့ပင်ကိုယ်လက္ခဏာကိုလောက်ရတည်အထက်တာဝန်ယူမှုနဲ့နောက်ဆုံးမှာဘာဆက်ဖြစ်မလဲဆိုတဲ့အရာတွေရဲ့သဘာဝကိုကျွန်တော်တို့အားလုံးပြန်ပြီးတော့နည်းနည်းနည်းစဉ်းစားဖို့တိုက်တွန်းနေသလိုပါပဲ။